အားလုံးပဲမင်္ဂလာပါဒီတစ်ခါမှာတော့1960ခုနှစ်လွန်ခဲ့တဲ့နှစ်60လောက်တုန်းက ARV တိုင်းဟင်္ဒရာမြို့နယ်6မိုင်လောက်ကွာဝေးတဲ့နေရာမှာအင်ကုန်းဆိုတဲ့ရွာလေးရှိတယ်အဲ့ဒီရွာမှာဖြစ်ပျက်ခဲ့တဲ့ဖြစ်ပျက်ကိုတာရေးဆရာအကဆိုရဲ့လူသားမုံငါဆိုတဲ့စာအုပ်ထဲမှာရေးချပြ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 ီးမှပဲဖြစ်ပါတယ်ကဲဘယ်လိုဖြစ်ပျက်လေးလဲဆိုတာကြားကြည့်လိုက်ရအောင်ဗျာ ချိန်က1969ခုနှစ်ခန့် AR တိုင်းဟင်္ဒရာမြို့နယ်6မိုင်လောက်ကဝေးသည့်အရက်တွင်အင်းကုန်းရွာလေးတည်ရှိသည် AR မြကန်းနာရွာလေးဖြစ်ပြီးမြေချောင်းအင်းအိုင်ပေါ်များသည့်ဖြင့်ထိုရွာနေသူအများစုသည်ရေလုံငန်းဖြင့်အတံမူဝန်းကြောင့်ပြုကြသည်အများအားဖြင့်မပိငှချမစင်းနှင့်မပိကောင်များပြုလုပ်ပြီးဟင်္ဒရာမြို့တိုင်းများသို့တင်သွင်းသည့်လုပ်ငန်းများလုပ်ကိုင်ကြသည်ထိုရွာတွင်မွှေခင်နှင့်မငွေခင်ခေါ်သည့်ညီမနှစ်ယောက်ရှိသည်သူတို့၏မိခင်မှာလေးဖြားသည့်ဖြင့်အောက်ပိုင်းတည်နေပြီးသူတို့၏ ဖခင်မှာလွန်ခဲ့သောလင်းနှစ်ခန့်ကတည်ဆုံသွားခဲ့သည်မရှိခင်ကမိခင်ကြီးကိုပြုစုရင်းအိမ်တွင်မွန်းငါဆိုင်ဖွင့်သည်မငွေခင်ကအနီးနားရွာများမှငါးများကိုပြန်လည်ဝယ်ယူကာငပိတိတ်ပြီးမြို့ပေါ်တိုင်းများသို့ပြန်လည်တင်သွင်းသည့်ငပိလုံငန်းကိုလည်းလုပ်ကိုင်သည်သူတို့မိသားစုစီးပွားရေးမှာချောင်းချောင်းလည်းလည်းရှိသည်သို့တော်လည်းမရှိခင်ကမူအိမ်စားစရိတ်အပူရရန်အတွက်နှစ်နှစ်ပိုင်းတွင်မွန်းငါကိုအိမ်တွင်ရောင်းပြီးမိခင်ကြီးကိုအနီးကပ်ပြုစုလုပ်ကိုင်ပေးသည်တို့ရွာထက်ကကလာလီကုန်းနာကညောင်မင်းကြီးက ူတော်ပြည့်ရဲ့ဆိုပဲတခုတော့နနခင်တယ်မရှိခင်မွန်း၅ဆိုင်တယ်လာရောက်စားတော့ဆိုပို့ဆောင်မှာကစကားဦးတန်းလိုက်သည်ဟုတ်ပါအိမ်မရှင်မီးရို့ဆိုကလေးမရလို့အမျိုးမဆိုပြီးခေါ်ခေါ်နေတာဆရာတွေလည်းစုံနေပြီနောက်တော့အဲ့ဒီညောင်မင်းကြီးရှိမှာစူတောင်းလိုက်တာအခုဘိုင်းနဲ့တော်ရေးတော်ညွန့်ကထောက်ခံလိုက်သည်ဘယ်လိုလဲရွှေခင်လူတော်တော်များများတော့စူတောင်းနေကြပြီနင်ကောစိတ်မဝင်စားဘူးလားပို့ဆောင်မှာကမရှိခင်ကိုလှမ်းမိလိုက်သည်အိုးမတော်ပါဘူးရှင်ကျမကအဲ့ဒါတွေအယုံကြည်မရှိတာပို့ဆောင်မှာလေ အတိပဲမဟုတ်လားပြောရင်စိစက်ရောက်နေသည်မရွှေခင်တို့မိသားစုသည်ဘာသာတရားမကိုင်းဆိုင်တယ်လို့ပေရင်တို့နတ်တို့လောကီပညာရဲ့တို့ကိုလည်းအယုံကြည်မရှိပေသူမကြီးဖခင်မှာရခင်ကကွန်မြူနစ်ပါတီဝင်တယောက်ဖြစ်ခဲ့ခြင်းကြောင့်လည်းဖြစ်နိုင်သည်မရွှေခင်တို့ရွာတွင်မောင်းငါးဆိုင်နှင့်သုံးဆိုင်ရှိပြီးမို့မရွှေခင်ဤဆိုင်သည်တိတ်မရောက်ရပေမောင်းငါးငါးဘိတ်တာကိုမြင့်တဝက်ကျူအောင်ရောင်းရသည်ညနေပိုင်းတွင်တော့အိမ်မူကိစ္စများနဲ့ညီမဖြစ်သူဤစီဝါရေးလုပ်ငန်းတွင်ကိုရောက်ကူညီတတ်ပြီးမိခင်ကြီးကိုစောင့်ရှောက်နေရသည်ကများသည် အနည်းတွင်ညီမဖြစ်သူမွေးခင်အိမ်မြန်နောက်ကြသည်မိုးဆူဆူချုပ်ကမှအိမ်မြန်ရောက်လာသည်မငွေခင်သည်အနည်းနာရွာများတွင်မပီလိုက်သည်ချင်းငှားဝဲခွက်ချင်းနှင့်မပီများကိုမြို့သူမှုချင်းတို့ကိုလောက်ကင်သည်ဖြစ်ရာအိမ်မမရှိသည်ကများသည်သို့သောပုံမှန်နေ့လေ၃နာရီလောက်တွင်ပြန်ရောက်နေကြဖြစ်သည်ညီမလေးငွေခင်အိမ်မြန်နောက်ကြလိုက်တာတကူလုံးလဲမိုးရီဆူလို့ပါလားအမဖြစ်သူရွှေခင်ကလှမ်းမိလိုက်သည်ဟုတ်တယ်အမရေညောင်ဝမ်းရွာကအပြင်မှာမိုးရီရမ်းရွာတာနဲ့နှိုင်းထားလို့နှိုင်းညင်အောင်စောင့်နေရင်နောက်ကြနေ ကြခုပြန်ဖြည့်ပြီးအင်ကန်းနဲ့ဝင်သွားလေသည်အမမနှက်ပြန်မွန်းလားဆိုင်မထွက်ပါနဲ့သမီးဝိုင်းတွင်မုံငီခင်ကပြောသည်ဘာဖြစ်လို့လဲညီမရဲ့ညီမလေးနေမကောင်းခြင်းလို့ဖြစ်တာနဲ့မနှက်ပြန်အလုံးနာမယ်ဒါပေမဲ့မနှက်ပြန်မနှက်မောရင်းဘက်ကငါးရီပေါ်မှာညီမကိုကျူပွထားတယ်အဲ့ဒီငါးရီအမပဲညီမကိုစားသွားယူပေးပါမရွှေခင်ကကောင်းကျင်းလိုက်သည်အင်းဤစီပါရေးကမုံငီခင်မမိလုံးမပြန်မဟုတ်လားနောက်တနေ့မနှက်မရွှေခင်ဒီအလုံးသမားများနဲ့နှက်မောရင်းဘက်သို့ငါးကောက်သွားလေသည်ငါးရီပေါ် ေါ်လိုက်ချိန်လိုက်မှုမျက်နှာကြောင်မှသာအလုပ်ပြီးတော့ဒီမရွှေခင်တို့အင်ကြီးကန်းနာနဲ့မနီတော့ကြောင့်ငါးများကိုလှေဖြင့်ရွာကန်းနာသူတည်ယူရသည်ခုမတခါငါးလည်းဖြင့်အိမ်သူတည်ယူရသည်ငါးလည်းဖြင့်ပြန်လာရာရွာထဲအရောက်တွင်ရောင်မင်းကြီးကိုကြည့်မိသည်ပုံရောင်မင်းကြီးမှာရခင်ကနဲ့မတူတော့နှစ်ကွင်းနေနှောင်းဦးတွေနဲ့ဖြစ်နေပြီမရွှေခင်ကလည်းအင်းရောင်မင်းကြီးကစူပေါင်းပြည့်ရဆိုပါလားငါလည်းအပြင်သိပ်ဖက်ရတာမဟုတ်တော့ကျောက်တုံးရောက်ခစူပေါင်းသွားရင်ကောင်းပါပဲခုနောက်အလုံးသမားများကိုငါးလည်းနဲ့လွတ်လိုက်ပြီးမရွှေခင်ကည ောင်ဝင်ကြီးအနာတွင်ဆင့်နေခဲ့လိုက်သည်ငါပါစုပေါင်းရမလဲငါကမွန်ငါတယ်ပဲလေမွန်ငါရောင်းကောင်းဖို့ပဲစုပေါင်းရမှာပေါ့အရှင်ညောင်ဝင်ဆောင်နဲ့မင်းကြီးကျမမွန်ငါကိုညံ့ညံ့ရောင်းရအောင်ကုညီဆောင်ရွက်ပေးတော်မူပါမယုံတော်ဝဲယုံတော်ဝဲနဲ့စုပေါင်းလိုက်ပြီးနောက်အိမ်တို့လမ်းလျှောက်ပြန်လာခဲ့သည်တပတ်ခန့်အကြာတွင်မရွှေခင်ဤမွန်ငါဆိုင်သည်ရောင်းအပ်တက်လာ၏ရခင်ကမွန်ငါငါးဘိတ်တာကိုတမနခင်ရောင်းရစော်လေယခုအခါတွင်နှစ်နာရီခန့်ဖြင့်ကုန်လေသည်မရွှေခင်လည်းနောက်နေ့တွင်မွန်ငါကိုတူးချက်၏တူးချက်သလောက်နိုင်ပိုင်း င်းအတွင်းပင်ကျောင်းကုန်လေသည်နောက်တစ်ပတ်ကကြာသောအခါရွာထဲရှိတခြားမွန်ငါဆိုင်များစားသူမရှိတော့သည်ဖြင့်ပြိလဲရပြီသည်မွှေရွှေခင်ဤမွန်ငါသည်အရသာထူခဲ့ပြီးစားပြီးသူတိုင်းထက်စားခြင်းပြီသည်စားသောသူများသည်တစ်ခါစားလျင်၄၅ပကံတစ်ချို့က၅၀စားတစ်ချို့ကတစ်ပိတ်သာစားသည်ဖြင့်စားသုံးကြသည်ဖြင့်မွန်ငါမှာကျောင်းကောင်းသည်အင်းကုန်းရွာတွင်မကအနီးနားရွာများမှပါလာရောက်စားတော့ကြပြီးအင်းဒရာမျိုးမှပါလာရောက်ဝယ်ယူစားတော့ကြလေသည်အချိန်နှစ်ပတ်ခန့်ကြာတွင်မွှေရွှေခင်သည်မွန်ငါချက်ရန်အလုပ်သမားများပင်ခံထားရလေသည်မွန်ငါ ဖို့လဲတနေ့လုံးရောင်းလေသည်မက်ရှိကင်တို့အိမ်ရှိမြေကွက်လက်ကြီးနဲ့လမ်းပေါ်တွင်အလူမန်းတဲ့သပွဲတိုင်ကြီးထိုးကရောင်းချလေရာစားတော်သူများနဲ့အငင်းမပြတ်ကြိတ်ကြိတ်တို့စီကားနေလေသည်အကြောင်းမသိသူများကရွာကိုလည်လာသည့်အခါတွင်အလူပေးနေသည်ဟုထင်ရလေသည်မက်ရှိကင်ညမှာမမွေခင်မှာလဲနောက်ပြီးလုံငန်းကိုဆက်လက်မလုပ်ကင်တော့ပဲအမဖြစ်သူဤမောင်ငါဆိုင်ကိုသာကုညီလုပ်ကင်ပေးနေရသည်စီပွားရေးမှာလဲတနေ့တခြားတိုးတက်လာပေသည်အမေနဲ့ညမလေးအမတို့အခုလိုစီပွားရေးအဆင်ပြေလာတာညောင်ပင်ဆောင်နေကြီးရဲ့ကျေးဇူးကြောင့်ဖြစ်တယ်လုံ င်းခဲ့တဲ့တပတ်လောက်ကအမညောင်ပင်ကြီးစီမှာတွားပြီးစုပေါင်းခဲ့တယ်အမအဲ့ဒီနှစ်ကြီးကိုကျေးဇူးပြန်ဆက်ချင်တယ်အဲ့ဒါကြောင့်နှစ်ကွန်းကြီးစောက်ပြီးလှူဖို့ဆုံးဖြတ်ထားတယ်နောက်တစ်ပတ်ခန့်ကြာတော့အခါမရွှေခင်တို့ဒီအလွန်ကြီးမားသောအုတ်ဖြင့်တိဆောက်ထားသည့်နှစ်ကွန်းကြီးကိုလူတန်းကရွာမပင်ဆရာများနဲ့ဆောက်လို့လေသည်မရွှေခင်တို့မောင်းကနာမည်ကြီးဒီမှာဖိနရမျိုးတွေမတိသူမရှိတော့ပေကိုအထက်တွင်ရဲအုပ်အုံဖီလက်ပါပုံသည်ရှားနဲ့နေပါအောင်အင်းကုန်းရွာကမရွှေခင်မောင်းကဆိုတာနာမည်တိတ်ကြီးရပဲဆိုရဲအုပ်အုံဖီသည်ရ ရက်တကျညွန်းကိုမီးလိုက်သည်ဟုတ်တာဟောဆရာကျွန်တော်တောင်နာမည်ကြည့်ပြီးစားရှင်နေရဝယ်လို့မရလို့ပြောရဲ့အုံးဖေသည်သူ့မေးစုကိုပွတ်နေရင်အတန်ကြာစဉ်းစားနေသည်ထို့နောက်ဒါဆိုမနေ့ပြန်သွားရှာဆိုဗျာဒါလေဆရာကဒီမွန်းငါရတာကိုမီးကြည့်ချင်လို့လားရက်တကျညွန်းကရဲကျဲကျဲဖြင့်မီးလိုက်သည်အဲ့ဒါလေတစ်ချက်ပေါ့နောက်ပြီးဒီလောက်လူပြောများနေပြီးဝယ်ရခတ်နေတဲ့မွန်းငါကိုဘသူချက်တယ်လဲဆိုတာသိချင်တယ်ရက်တကျညွန်းလဲစကားဆက်မပြောပဲကောင်းကြီးနေလိုက် သည်နောက်တည့်ရက်ရဲအုံဖေးချက်တကြညုံဝဲကျဲသားလှအောင်လို့အင်းကုန်းရသူရောက်လာကြသည်ဓာထိတ်တင်ရွာသူရွာသားများစောင့်နေသည့်နှကွန်းကိုတွေ့ရသည်နှကွန်းမှာအုပ်စီပြီးအုပ်ကျုံမိုးထားသည်ကနုတ်ပန်းတချို့နှင့်အလှဆင်လာပြီးနှကွန်းနေရန်တွင်တောတောင်ပုံများရေးဆဲထားသည်အထက်တွင်ရုပ်ထုတစ်ခုရှိပြီးရှေးချထားသည့်နှကွန်းတွင်မပြောဝဲများနှင့်ပန်းများကိုလည်းဦးဝီဆာကတွေ့ရအနားမှရွာသားတို့ကိုမေးကြည့်ရာမရှိခင်တို့အလူပြစ်ကြောင်းနှင့်မရှိခင်တို့အဆူတောင်းပြေပုံများကိုသိရလေသည်ရဲအုပ်လည်းစကားလက်ဆ က်သက်ပြီးမရှိခင်တို့အိမ်ဘက်သို့ဆက်လက်ထောက်ခခဲ့သည်တွေ့ပါပြီအလူမန်းတဲ့ကြီးသည်များအကြီးမားသောဆိုင်ကြီးအထက်တွင်လည်းစာပွဲများကလက်ထံများပြည့်နေနေပြီးလူများပြည့်ကျက်နေလေသည်ဆိုင်ပြင်တွင်လည်းမတ်တရပြီးချိုင်းဆွဲဝယ်ရန်စောင့်နေသူများမှလည်းအများပြားရှိသည်ရဲတို့လည်းဆိုင်တွင်သို့လမ်းဝင်လိုက်သည့်အခါထူးဆန်းသည့်မြင်ကွင်းကိုမြင်လိုက်ရလေသည် ဟာ ဆိုင်တွင်တွင်စားတော့သူများပြည်နေသည်တချို့ကခုံနေရမရတာမို့မတ်တရစားတော့နေကြသည်စားတော့နေသူများမှာမွန်းငါးကိုအငမ်းမရစားတော့နေကြမှာဘလူးသေးရဲ့စီးတီအတိုင်းပဲဖြစ်သည်ဘုံဘတ်တောင်းများကိုပုံထားပြီးဟိဟိများကိုပါဇက်အတွင်အငမ်းမရထိုးထည့်နေကြသည်ပါဇက်များမှာပေးချန်နေတော့သည်ရဲအုပ်နှင့်အဖွဲ့လည်းဆိုင်ကိုကျော်လွန်ပြီးအိမ်ဘက်သို့ခွက်လာခဲ့အိမ်တွင်အလုပ်သမားများနှင့်ရှုပ်နေကြသည်မပြောပင်များကိုခုတ်ပိုင်းသူကခုတ်ပိုင်းမွန်းငါးချက်ရန်လုံများနေကြသည်ခြံနောက်ဘက်ခလန်းလန်းတွင်တော့ကိုရောင်းတရန်ဆောက်ထားသည် ည်အငပိဒိတ်ဒီနေရာကိုလှမ်းတွေ့ရသည်ကျဲုံလေအိမ်မော်တက်ခဲ့လေသည် အမအမကျဲကျဲသည်ငုံငွေခင်သည်အိမ်ကန်းနဲ့ထိုင်နေရမှအိမ်ကန်းနဲ့ပြီးဝင်သွားသည်မကြခင်အိမ်ထဲမှမရှိခင်ထွက်လာလေသည်အိမ်ကန်းကတော့သူတို့၏အမေတော်ခင်လာကရဲဦးကိုစကားပြောရင်အိတ်ခံနေလေသည်တမီးရေထိုင်ပါဦးဒါဟင်္ဒရာကရဲဦးပေါင်းဖေးတဲ့မရှိခင်ကမျက်လာချလိုက်ပြီးဒီကအကူကြီးတို့ကဘာကိစ္စများရှိလို့လာတာပါလဲအเจ้าကတော့မွန်းငါးเจ้าပါမွန်းငါးကအင်မတန်ကောင်းတယ်လို့ ်ဟင်းဒရာမှာအရင်းနေပြန်နေလို့သိချင်လို့လာခဲ့တာပါကျဲကိုအုံးဖေကပြောလိုက်သည်ဟဲ့မောင်ထွန်းဒီကိုမုံဘွဲတွေပြင်ပြပါဦးကွယ်မရွှေခင်ကအလုံးသမားလေးတို့ကိုပြောဆိုလိုက်သည်အကူကြီးတို့လွတ်လွတ်လပ်လပ်အားရပါရတုံးဆောင်ကြပါဦးညီမနောက်မှာမွန်ကားချက်ဖို့ဦးစီးရအောင်မယ်သူပြောဆိုတာမရွှေခင်ဒီအိမ်ထဲသို့ဝင်သွားပါတော့သည်ကျဲကိုအုံးဖေနဲ့အဖွဲလဲမွန်ကားစပြီးဒေါခင်လာနဲ့စကားမြည်ပြောပြီးတော့ပြန်လာခဲ့ကြသည်ကဲဆရာဘာထူးကြလဲရဲတဲ့ကျညောင်းကမေးသည်อืมထူးတော့ထူးတယ် ယ်ဘိုးဟာကအနံ့တစ်ခုရတယ်ကြာနောက်ပြီးအရသာမှာစီတမျိုးပါသလိုလေချူချူလေးနဲ့ထူမထူတော့မသိပါဘူးဆရာကျွန်တော်ကတော့6ပကံနှောင်းကတော့7ပကံကုန်တာပဲရဲတဲ့ချက်ညုံဝန်ကပြောသည်နောက်တစ်ပကံကြာတွင်ရဲအုံးပင်နဲ့ရဲတဲ့ချက်ညုံဝန်တို့ဒီအချားမွန်ကများမစားကြတော့ပါအရသာမတည်တော့ကြောင့်မရှိခင်မွန်ကကိုသာတန်းတနေလေအလုံးများတော့ကြောင့်တခြားတွားရလာရဝေးတော့ကြောင့်တခြားမရှိခင်တို့စီထမင်းရောက်ဖြစ်တော့ပါတို့တော့မကြမီအเจ้าဖာလာလေးဒီဆရာလူပြမှုတစ်ခု ရှိတယ်။ရဲတကြိတ်ကြီးကဆူလာသည်။ဘာလို့လဲ?ဘဲကလည်းအင်းကုန်းရကဖိုးခွေပါဆရာ။သူကလူမိုက်၊လူရှုပ်၊လူပွေတယောက်ပါ။ပျောက်နေတာတော့တလကြပြီ။သူမိမကဟိုတနေ့ကမှလိုင်းချက်လာဖွင့်ထားလို့ပါ။ကောင်းပြီလေ။ဒါဆိုငါတို့အင်းကုန်းဘက်သွားကြတာပေါ့။ဆရာလူပြောက်မှုပဲဟာကျွန်တော်သွားလိုက်လေပြီးပါတယ်။ဆရာကိုယ်တိုင်လိုက်ဆရာမလို့ပါဘူး။ဒီခန္ဓာဘာဒီခန္ဓာလဲကွာ။ဆရာမွန်းငါစားခြင်းလို့မဟုတ်ဘူးလား။ရဲတကြိတ်ညုံကရင်မောရင်ပြောလိုက်လေဒီ။ဒါလဲပါတာပေါ့လေ။မွန်းငါစားခြင်းတာကတခြား။မငွေခင်ကြ ောက်လဲတချောင်းဖြစ်သည်ကိုဦးမေသည်အသက်40ခန့်အိမ်တော်ပြဟုသူဖြစ်သည်လောလောဆယ်တွင်လူလူဖြစ်နေသည်ထို့အပြင်ရဲဟုတ်ဖြစ်သည်ဖြင့်ရာထူးတိန်လည်းရှိသည်သူ့ကိုရေလာမြောင်းပေးနေသူများလည်းရှိသည်သို့တော့ကိုဦးမေသည်စိတ်ခံခဲ့သည်ယခုမငုခင်နေပြီတော့မှအကိုဦးမေရင်းနေပြန်ခေါ်လာသည်အိတ်ဆက်နေခဲ့သောကိုဦးမေနှလုံးသားသည်ဒုက္ခလာခဲ့သည်ဟိုတည်းကမငုခင်နေဆုံးပြီတော့လဲခဏမြတ်တာဖြစ်သည်ဖြင့်ကိုဦးမေမကျဉ်းနှံ့နိုင်သေးပါမငုခင်ကြီးကြောက်လန့်နေသောမျက်လုံးကြီးတွေကိုမြင်ရမိနေသည်မငုခင်ဒီအသားရည်လက်သည်ကျုပ်ဤသည်တနာကမာလေး ်ဖြစ်သည်မျက်စိနဲ့ဒီနာရန်ဘူတီကိုလုံးကိုပေါ်ကတော့မြင်သူ900တော့ပဲဖြစ်သည်ချီတော့ရင်ပေးလာတော့ခါလုံးဝင်ပြီးမတော့တင်နဲ့အလွန်ရှုမင်းကြီးနိုင်ဖြစ်သည်နောက်တနေ့မနေ့ပဲဟင်္ဒရာမအလီဖြင့်ထွက်ခဲ့ကြသည်ဒီတစ်ခါတွင်တော့ကိုဦးဖေဒီယောယူနီဘောင်းကြီးဝင်မသွားတော့ပေဒါကလုံးကြီးနဲ့ရှဲအင်ကြီးဖြူဖွင့်ဆင်သွားလိမ့်ဟာဆရာကလည်းအယုတ်ကြီးနေပါလားရေတဲ့ချက်ညောင်းကအောစာပြန်ဆိုသည်ချောင်းမပြောနဲ့ကဲလီဘော်တက်ကြတို့ကြမွန်းကကုန်နေဦးမယ်ခုစုကထွက်လာခဲ့ကြသည်ယခုဒီချိန်တော့မငွေခင်ကမကြောက်တော့ပေ ယ်။သို့တော့အနေငယ်ရှန့်ရှိနေသည်။ကိုုံးဖေတို့ကိုအဲ့ခံနေသည်။ကိုုံးဖေနဲ့လဲစကားမီပြောသည်။မရွှေခင်ကမူအလုံးများနေသည်။ကိုုံးဖေကတော့သူတို့အမေဒေါ်လာခင်နဲ့စကားပြောအတော်ခီးပေါက်နေလိမ့်ပြီ။အတန်ကြာတော့ရဲတက်ချက်လက်ကုံနေတဲ့ဖြင့်စကားဆက်ပြတ်ပြီးထပြန်ရလိမ့်။ကိုုံးဖေကမပြန်ချင်ပါ။သို့တော့လေကိစ္စကအလုပ်ကိစ္စနဲ့မဟုတ်ပါလား။အပြန်တွင်ဖိုးခွေးတို့အိမ်နဲ့အနီးနားကိုမင်းမြင်ရလေသည်ဖိုးခွေးမှာလူပေလူလေးကြွားကလူမိုက်ရောက်ဖြစ်သည်မိမနဲ့ကလေးကိုလှုပ်မကြည့်ပေအချိန်ပြည့်တောက်စားမှုရနေလေသည် လွန်ခဲ့သည့်တလခန့်ကပျောက်သွားလေသည်သူပေါင်းသင်းများကိုစုံစမ်းကြည့်ရာအချို့မှာရွာတွင်မရှိပေထို့ကြောင့်မင်းမြန်စရာရှိသည့်များကိုမင်းမြန်ပြီးပြန်လာခဲ့ရလေသည်နောက်ပိုင်းတွင်ကိုဦးဝေတယောက်အလိုအားနဲ့အားတယ်လို့ငွေခင်တို့အိမ်ကိုအဝင်ဖက်ပြုလုပ်နေသည်ငွေခင်အမေဒေါခင်လာနဲ့လည်းအတော်ပင်ရင်းနှီးနေပြီးသူသားတို့ဖွဲ့ဖြစ်နေလေပြီငွေခင်ကလည်းကိုဦးဝေနဲ့မစိမ့်တော့ပါတခါတည်းကနှုတ်ဦးသားခြံထဲတွင်စကားမြည်ပြောဆိုကြသည်မွှေခင်ကတော့အမတ်ပြီးပြီးသူညမအားစိတ်မချအရေးတကြီးကြည့်နေလေသည်သို့တော်လည်းတစ်ဖက် က်သားမှာရဲရရှိကြီးမွန်သူတယောက်ဖြစ်သည်ဖြင့်မရှိခင်ကစိတ်ချတယ်လို့ရှိသည်။အင်းမုံငွေခင်ကိုသူ့အမိတော်ခင်လာကြီးပြောပြီးတောင်းရင်တော့ရမှာပဲ။ဒါပေမဲ့ဒီလိုလို့ရင်မုံငွေခင်ဘို့ကိုငါတင်စီတယ်လို့ဖြစ်သွားမလား။ မမှုခင်ရဲ့ဆန္ဒကိုငါအရင်မေ့ကြည့်တင်တယ်သူကိုုံးဖေးဤတို့တွေ့သည်မကြမီချင်းတွေဟင်္ဒရာငါမျက်နှာဖျားပဲကျင်းပါလေသည်ကိုုံးဖေးလည်းထိုးခွေရေးကိုယူကာမမှုခင်နဲ့ဖျားပဲလေရန်ခွန်တောင်းသည်မမှုခင်ကလည်းကောင်းညင်၏ထို့ကြောင့်မမှုခင်နဲ့ဖျားပဲလေချသည်ဖျားပဲမှာအထုစီကားသည်ခေပေါ်အင်းကြီးများအယုံများကလေးကစားစရာများနဲ့အထဲလေးများရောင်းချချသည်ပုံပဲသေးရဲ့ကမျိုးစုံနဲ့ရောင်းချသည်ကိုုံးဖေးတို့ဖျားရင်ဖူးသည်ဖျားပဲလေသည်ထို့နောက်ဖျားရင်ပင်ပေါ်သို့အူထိုင်ကြလေသည်မမှုခင် ်မင်းငွေခင်ကိုကျွန်တော်ပြောစရာရှိတယ်မင်းငွေခင်စိတ်ဆိုးမှလားကိုုံးဖေကပြောလိုက်သည်အိုးကိုုံးဖေကလည်းပြောတော့မပြောရသေးတာငွေခင်က စိတ်ဆိုးစရာလားခုပြန်ပြောလိုက်သည်ဒါဆိုကျွန်တော်ရှင်းရှင်းပဲပြောတော့မယ်ကျွန်တော်မင်းငွေခင်ကိုချစ်တယ်မင်းငွေခင်ကိုလက်ထပ်ယူရှင်တယ်အိုးမင်းငွေခင်လည်းဘာမှပြန်မပြောနိုင်ပဲတခြားတစ်ဖက်ကိုခေါင်းလှဲလိုက်သည်မင်းငွေခင်ဒီမတိလို့တော့မဟုတ်ကိုုံးဖေသူ့အပေါ်မြေတားရှိနေပြီကိုသူမှလည်းတိသူ့မကိုယ်တိုင်လည်းကိုုံးဖေပေါ်ချစ်နေမိသည် ်သို့သောလူမတဲ့သူမချစ်ခြင်းကိုတားဆီးနိုင်မည့်အကြောင်းအရာတစ်ခုရှိနေလေစီ ဝိခင်ဝိခင်ကအပြုတ်ဆိုပေမဲ့ဝိခင်ကမတန်ရှင်းတော့ပါဘူးကိုဝိခင်ပြောရင်မျက်ရည်များကျတာလေဒီဟိုဖြစ်မှဖြစ်ရလိမ့်ဝိခင်ကိုဦးဘေးကထိုးထိုးရီရီရင်ဝိခင်ကိုယ်လုံးလေးကိုတင်ကြုံဖက်လိုက်ပြီးဝိခင်ခေါင်းကိုသူ့ဤကျဲပြန့်လာတော့ရှင်ခွန်းထဲကိုဆွဲသွင်းလိုက်ပြီးအကိုဒါရီခင်းဆက်ပါဦးဝိခင်အကိုလည်းအိမ်တော်ပြပဲလေဝိခင်ဘာပဲဖြစ်ခဲ့ဖြစ်ခဲ့အကိုအားလုံးခွလွတ်နိုင်ပြီးတယ်အကိုမိနိုင်တယ် ။ဝင်းမေရှင်ကတော့ကိုဦးမေရင်ကိုနေတယ်၊စိုက်ငုံနေသည်။ထို့နောက်ကိုဦးမေသည်သူ့ရင်ခွင်ထဲမှဝင်းခင်ကိုခေါင်းကုန်ကြည့်လိုက်ပြီးဝင်းခင်အခုကိုရောချစ်တယ်မဟုတ်လား။ဟုတ်မေးလိုက်သည်။ဝင်းခင်ကတော့ဘာမှပြန်မပြောဘဲခေါင်းတားငိမ့်ကကိုဦးမေကိုမျက်ရည်ချမှပြုံးပြလိုက်လေသည်။ဝင်းခင်တို့စိတ်ဆက်တောင်းရန်ပွဲကအောင်အောင်မြ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 င်ဆန်းဆန်းပြီးဆုံးသွားလေသည်။နှစ်ဖက်စလုံးမှာလည်းကန့်ကွက်မိသူမရှိ။မရှိခင်ကလည်းညီမအားနှမျိုးတလူဖြစ်တော်လေ။ညီမကောင်းစားရေးမှုသဘောတူလေ။မကြမိတွင်လူကြီးများဖြင့်နေကောင်းရတဲ့ရွေးကလက်ထက်ကြမိရဲ့ များကိုရွေးချယ်ရန်စီစဉ်ထားလိမ့်မည်။ကိုဦးဖေလည်းမင်္ဂလာကိစ္စကတစ်မျိုးအလုပ်ကိစ္စနဲ့တစ်မျိုးလုံများနေလိမ့်မည်။အိမ်တော်ကြပြီးမှမင်္ဂလာရှင်ကိုနိုင်ငံထဲခေါ်ထားရမည်ဖြစ်သည်။လောလောဆယ်တွင်တော့ငွေရှင်သာအင်္ဂုံရတဲ့ဆက်လက်နေချင်လိမ့်မည်။ဆရာလူပြောမှုတစ်ခုရှိရဲ့ရတဲ့ချက်ညောင်းကပြောရင်းဆိုရင်ရုံငန်းထဲဝင်လာလိမ့်သည်။အုံးဖေကမောမကြည့်ပဲဘဲကလည်းအင်္ဂုံရကပဲဆရာမောင်စိုးဆိုတဲ့စက်သုံးနှစ်သားလေးပျောက်တာ။ကိုအုံးဖေလည်းလက်ထက်မှဖက်လက်စာဖိုင်တော့ကိုစပွဲပေါ်ပြည်တင်လိုက်သည်။ရင်နစ်တာတွေဘာတွေများဖြစ်နေမလား။ကိုအုံးဖေက လူမျိုးစုကိုပုတ်ကပြောလိုက်သည်မဖြစ်နိုင်ဘူးဆရာ ARD တိုင်းသားတွေက အကိုရေကူးကျွမ်းနေကြတယ်တဲ့လေဒါဆိုမနေ့ပြန်အင်ကုန်းဘက်ကိုတွားကြည့်ကြတာပေါ့ဗျာ ကိုဦးမေကပြောလိုက်ပြီဟာဒါဆိုစရာကျွန်တော်တို့ကိုမွန်းလားအလကားကြည့်ရမယ်နော်ဟဲ့ဟဲ့တဲ့တဲ့ညွန်ကပြောလိုက်လေဒီဟာအမလေးဗျာကိုညွန်ဝင်းတယ်မဟုတ်ဘူးရုံးကအားတဲ့ရေးသားတွေပါအကုန်ခေါ်ခဲ့ဗျာအဝါသာစားကြတော့အခုပြန်ပြောလိုက်လေဒီနောက်တစ်နေ့တော့ကိုဦးဖေနဲ့ရဲချောက်ချောက်ခန့်တို့ဒီရှင်းကုန်းရတို့ထွက်ခဲ့ကြသည်ရှင်းကုန်းရရောက်မောင်စောကြီးအိမ်နဲ့အိမ်နီနာချင်းများရာသူကြီးများနဲ့အမှုအကြောင်းများမင်းမင်းရကြီးမောင်စောမှာအသက်73နှစ်ခန့်ရှိပြီးမွှေခင်ကြီးမွန်းငါဆိုင်တဲ့ကိုညီမင်းနေတော့ မိသားလုံးသမားလေးဖြစ်သည်။မောင်စောသည်တခါတည်းရန်မရွှေခင်မောင်ကားဆိုင်တွင်ညာရိတ်တက်သည်။ပြောင်းဆုံးသည့်နေကမရွှေခင်တို့အိမ်ကိုသွားပြီးနှစ်ရက်ခန့်ပြန်မလာ၏။စုံစမ်းကြည့်ရမှမရွှေခင်အိမ်တို့လည်းရောက်မလာကြောင်းသိရသည်။ကိုုံးဘီတို့လည်းမင်းမြန်ပြီးနောက်မရွှေခင်တို့အိမ်ကထွက်လာကြသည်။မရွှေခင်တို့အိမ်ပေါ်တက်တော့မရွှေခင်၏မိဒေါ်လာခင်ကနှုတ်ဆက်သည်။မောင်စောကပြောင်းနေသည့်ကြောင့်ရွာထဲပြန့်နှံ့နေသောကြောင့်တသမလောင်ရွာသို့ရောက်လာမည်ကိုတွေ့ထားကြ။ရဲဒီလာတဲ့စားဖို့ပြင်ဆင်ထားကြောင်းပြောလိမ့်သည်။ထို့နောက်မရွှေခင်ကမငွေခင်မှရောက်လာပြီးထို့နောက်မရွှေ ူချင်းကမငွေခင်ပါလာရောက်အခန်းကြသည်ကိုုံးဖေလည်းမရှိခင်ကို မေးစရာရှိတာလေးများမင်းမြင်ရအတွက်ပြင်ဆင်လိုက်သည်သို့တော်သူဤချစ်သူမငွေခင်ပါညံ့နာဖြောတော့နေသည်ဖြင့်ခင်နေမကောင်းဘူးလားဟုမေးလိုက်သည်ကိုုံးဖေသည်မငွေခင်နှင့်အရေးစားဖြစ်သွားကြတဲ့ကခင်ဟုသာခေါ်သည်မငွေခင်ပါပတ်ဆက်ကမပြောဘဲကောင်းခါပြလေသည်ထိုစဉ်ဒေါ်လာခင်မှာစကားပြောရင်းတက်လိုက်လို့ဖြစ်ပြီးတကူလုံးတုံရင်ကလက်ကျသွားလေတော့သည်ဟာဘာဖြစ်လာလဲတော့လှုပ်ကြပါဦးသူအလုံးရုံးရင်ဆန်ကဖြစ်ကုန်ကြသည်ဆိုင်ထဲမှာလူများ ားလည်းပြီးလာကြသည်ရှနာကြတဲ့ဒေါခင်းလာပြန်ထလာပြီးမျက်တော်မီမီကြီးနဲ့ဖြစ်နေပြီးအသားများမှလည်းတဆတ်ဆတ်တုန်နေပြီးချွေးပြီးချွေးပေါများကျနေလို့ခုတော့ကိုုံးပြဘက်သို့အလှည့်ပြီးနောက်ရဲရရှိကြီးကျွန်တော်မှစောပါခုအတန်နဲ့လက်ကြီးဖြင့်ပြောလိုက်လေသည်ကိုုံးပြလည်းအာသည်စွာစိုက်ကြည့်မိနေသည်ကျွန်တော်ကိုတက်သွားတဲ့သူဒီထဲမှာရှိတယ်ကျွန်တော်မကြည့်နှစ်ဘူး မင်းကိုတက်သွားတဲ့သူကဘသူလဲကိုဦးဘေကတုံ့ပြန်ဖြင့်မေးလိုက်သည်အိမ်တအိမ်လုံးရောအိမ်ပြတင်းတကားများမှပါလူများတိုးဝှေ့ကြည့်နေကြသည်ဒေါကင်လာကြီးတရေပူးနေသည်ဆိုသောတရင်ကတမဟုတ်ချင်းရွာထဲပြန့်နှံ့သွားလေသည်ကျွန်တော်ကိုကျွန်တော်ကိုတက်သွားတဲ့သူကမမွေခင် မငွေခင်မှာတတိလေးလဲချသွားလိမ့်ပြီအကြမီတွင်ရာသူကြီးများနဲ့ပယောကကုတိဆရာကြီးများရောက်လာကြသည်ကိုဝန်းဘေကအလွန်တော်လုံးမိနေသည်မောင်ကျော်မင်းအမှုကိုအမှုမှန်ပေါ်စေရမယ်လို့ငါအမှတ်ခံတယ် ော်ခင်လာကြီးကလည်းယောဂါလေးရှိတယ်အဲတော့နင်းပြန်သွားလိုက်ပါအခုကိုုံးဖေကပြောလိုက်သည်ကြာမီတော်ခင်လာကြီးလဲပြပြီးနောက်ပြန်လည်ထလာလေသည်ကဲကိုညုံဝင်မငွေစင်ကိုဖမ်းလိုက်ပါကိုုံးဖေကပြောလိုက်သည်ရဲ့တချက်ညုံဝင်လည်းပါလာတဲ့လက်ထိတ်များဖြင့်မငွေစင်ကိုခတ်လိုက်သည်မငွေခင်မှာတတိမရသည်အတန်ကြာနှာနဲ့ယူတော့မှတတိရလာလေသည်ကဲမငွေခင်လူကြီးတွေလည်းရောက်နေပြီကျွန်တော်ကိုအမှန်တိုင်းပြောပြပါကိုုံးဖေကမိလိုက်လေသည်မငွေခင်မှာရှာကြည့်တဲ့ငယ်မိုးပါလီတော့သည်အတန်ကြာမှပြောပြပါမယ် ဝေခင်အားလုံးကိုပြောပြပါမယ်။ထိုနေ့ကမိုးရွာသည်မိုးသည်တဲတဲမဲမဲရွာနေတော့ကြောင့်ဝေခင်ရွာထိတ်မှတ်နေ၍ပြန်လာခဲ့လေသည်။ယနေ့သည်မပြီးရောင်းရသည့်နေ့မှုပယ်เสียရဘာမှမပါပေ။မိုးကလည်းမှောင်နေတာမို့ထီကိုအတန်ကုန်ဆောင်ရင်းလမ်းလျှောက်လာနေပြီ။ထိုချင်းရှေ့မှတစုံတစ်ယောက်ထွက်လာသည်။အင်းဖိုးခွေနင်ဘာလုံးမလုပ်လဲ။မင်းကိုစောင့်နေတာဟိဖိုးခွေကမဲပြုံးတစ်ချက်ပြုံးလိုက်ပြီးမငွေခန္ဓာကတ်လာသည်။ထိုနေ့ကနင့်ကိုငါရည်စားကံပြောတော့ကနင်ငါ့ကိုအချက်ခွဲခဲ့တယ်။နင်ငါတငယ် ြီးနေရှေ့မှာငါ့ကိုပားရိုက်ခဲ့တယ်။အေးလေအဲ့တော့ဘာဖြစ်လဲ။နေ့လိုလူပေလူတွေမယားကြီးနဲ့တာသမီရှိတဲ့သူကငါ့ကိုမြားရေးချတာကလာပြောစရာလားဟဲ့။ဟာ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 အေးနေ့ကိုဒီနေ့ငါအဲ့ဒီလိုအဆက်ခွဲဖို့စောင့်နေတာပဲ။ပိုကေနေငါ့ကိုလွတ်နော်။လွတ်သို့တော်လေယောက်ျားအားနဲ့မိမအားမရှင်းနိုင်ပါ။မုံွေခင်ကောင်းကိုမြင့်တန်ဒီတိကိမှုဖြစ်ပြီးမိမျိုးသားတွေသည်ဘူးရနေတော့ကြောင့်ရွာလမ်းမှာလူပြက်သည်။မုံွေခင်ကိုပိုကေထမ်းခေါ်သွားသည်ကိုမိသူကမမြင်လိုက်ပါ။မုံွေခင် င်တတိယလာတော့ဒေဆောင်တဲလေးတစ်ခုတွင်ဖြစ်သည်ပြီးနာတွင်ဖူးပွေးကထိုင်ပြီးအရက်တော့နေလေစီမြင့်ငွေစင်ကပြန်ကျင်းနေသောလုံကြီးအင်ကြီးများကိုကောက်ယူဝှစ်ဆင်ရင်မြေကြီးများကစီးကြလာလေသည်ဘယ်နဲ့လဲငွေခင်ရဲ့ဖူးပွေးကိုအဆက်ခွဲရတာပျော်ရဲ့လားနင့်အကြောင်းတွေကိုရွာကလူအကုန်တီးသွားရင်နင်တော့ဘောပြက်ပြီပေါ့မြင့်ငွေစင်ကဘာမှမပြောပဲကြမ်းမြင်သူကြည့်ရင်ငုံမိနေသည်ထို့နောက်တော့ဖူးတဲရဲမှပြေးထွက်လာခဲ့သည်ဖူးကွေကတဲဝါရောက်တွင်ငွေခင်မနေ့ပြန်နေ့လေငါနင့်အိမ်ကိုလာခဲ့မယ်နင့်အဆက်ခွဲခြင်း ်ငါ့ကိုထွက်မတွေ့နဲ့ငွေရှင်ကဘာမှနားမထောင်တော့ပဲထွက်ပြေးလာခဲ့သည်ကိုညကအိမ်မြန်နောက်ကျသည်အမကြီးမရှိခင်ကိုလင်းလင်းပြောလိုက်ရသည်နောက်ပြီးမနေ့ပြန်ဖိုးကွေးလာမည်မဟုတ်လားထို့ကြောင့်အမကြီးကိုအိမ်တွင်မရှိစေရန်စီစဉ်ရသည်နောက်တနေ့တွင်မိခင်ဖြစ်သူကိုလည်းအကျော်တဆာများနှိမ့်လေစာကြည့်ပြီးနှိမ့်လေနေခင်မိခင်ကြီးအိမ်တွင်နေလိမ့်မည်မကြမီဖိုးကွေးရောက်လာလိမ့်မည်ဖိုးကွေးကအိမ်တွင်မတွေ့ပဲအိမ်နောက်ဘက်ရှိသစ်ပင်ချတွင်ဥဆောင်လိုက်သည်ဖိုးကွေးကဘာမှမပြောဘဲငွေခင်ကိုဥဖက်လိုက်လိမ့်မည်အော်လေးငွေခင်ရဲ့နေအော်လ လိုက်ရင်လည်းငါတို့နှစ်ယောက်လူသိရှင်ညာညားကြတာပေါ့မငွေခင်မအောင်နိုင်ပါဖိုးခွေးကမငွေခင်ကိုငပိတိတ်တိကိုတောင်နဲ့ဆွဲခေါ်သွားလေသည်ထို့နောက်ရက်ဆက်စွာဖြင့်တာမယာပြုတ်ကျင်လေသည်ဟာဟာနောက်ဆိုတို့ဒီမှာပဲဆက်တွေ့ရအောင်ကွာဖိုးခွေးကပြောသည်မငွေခင်ကထူပူနေသည်ထို့နောက်အနာရှိငပိဝကြီးများကိုပြိတိတ်တိတရားတော်ကြီးဖြင့်ဖိုးခွေးကောင်းကိုလွှဲရဲလက်လေသည်အာအာဖိုးခွေးမှာအော်ပင်မအောင်နိုင်စားပဲခွေးဆောက်လဲကျသွားလေတော့သည်မငွေခင်နဲ့ဒေါသကိုထိမိရဖြစ်ပြီးအိမ်တော်ဖေးရှိကိုင်းကိုတာရှိကိုပြေးယူပြီးဖိုးခွေးကအချက်ပေါင်းများ န်းစွာပိုင်းခြားလိုက်လို့သည်မငွေခင်တကိုယ်တော့ပြင်းများဖြင့်ရဲရဲနေသွားလေသည်မငွေခင်လည်းယခုမှလူစည်းပြန်ကက်သည်ခုခုမှတော့မငွေခင်ခုပိုင်းမှုကြောင့်အတုံးအတင်များဖြစ်နေလေပြီမငွေခင်အလွန်တုံလို့သွားသည်သူလူတက်မိပြီလူတက်လို့ရဲကဖမ်းလေသူလည်းဒီမီသူ့မနဲ့အမေတို့သည်ရည်လည်းမဖြစ်မငွေခင်လုံးမိလို့ရလှုပ်တော့သည်အိမ်ဘေးဘီကိုကြီးလိုက်သည်သူသူကင်းမဲ့နေသည်သူ့ကြောင့်ဒစားစီဖြစ်နေသောခုခုလောင်းကိုမပြီးဦးရဲထဲ့ရန်ကြံစီလိုက်သည်ဟာမဖြစ်ဘူးငမိတွေကငါငပီရောင်းကနေဖော်ရင်ပြေကုန်ကြမှာပဲဘေးဘီကိုကြီးရဲ့ မရှိခင်အတွက်လှုပ်ထားသည့်မပြာရီဦးကြီးဘက်ကိုကြည့်မိသည်မပြာရီဦးကြီးမှာရာဝန်ဦးကြီးဖြစ်ပြီးအပေါ်ရန်ရှိကိုသာခတ်ယူပြီးဦးသိန်းနှင့်ပြန်သိန်းကအသုံးပြုသည်ဖြင့်တလားမှတစ်ချိန်ခန့်သာဖွင့်ပြလေခြင်းဒီသားတွေသာ ပုတ်ပြီးမပြာရီနဲ့ရောကုန်ရင်တော့တခါတည်းအလောင်းဖြောက်ပြီးသားဖြစ်ပြီးနောက်မှအိမ်ကလူတွေလက်မှမပြာရီဦးကြီးကိုတွင်ပြုံပေါ်အခုတွေးကမပြာရီဦးကြီးရဲ့ကိုအကုန်ကောက်ထည့်လိုက်ပါတော့သည်သို့တော်မန်ဝီခင်ဒီလည်းကြောက်စိတ်ကြောင့်တပတ်ခံပြားလေသည်အတန်ကြာကုသမှနေကောင်းလေသည်အိမ်တွင်အမကြီးနှင့်အမေရှိသည့်အတွက်မပြာရီ းကြီးကိုသူမပြစ်ဖြစ်ပါ။သူရတဲ့ပြဿနာတစ်ခုကပေါ်လာသည်။အเจ้าမှာမွှေခင်ဒီထုံငပြားရင်များကိုအုံပြီးမောငါချက်နေခြင်းပဲ။မွှေခင်ကမတရီတဲ့ဖြင့်မစားပါ။သို့သောတမဟုတ်ခြင်းလူကြိုက်များလာသည် အိမ်တွင်လည်းဝန်ထမ်းများခေါ်ရသဖြင့်လူရှုပ်နေရာမြင့်ဝေခင်အကျန်စီမောင်းမြင်တော့ပြီငားငပိလုံကမလုပ်တော့ပဲအိမ်တွင်လူတယောက်လိမိအချင်းကသာစောင့်နေရင်ငပြားကြီးဦးကြည့်ကသာတွင်ပြချင်နေလေသည်သို့တော်လည်းရခင်ကငပြားကြီးကိုတလားမှတခါဖွင့်ရတော့လဲရောင်းအပ်တတ်လာသဖြင့်နေတိုင်းလုံလုံပွက်နေရလေတော့သူ့အခါငပြားကြီးများကုန်ပြီဆို၍မြင့်ဝေခင်ကငပြားကြီးများကိုသူ့ကိုယ်တိုင်ခတ်ပေးမိဟုပြောပြီးကူညီပေးရသည်ငပြားကြီးဦးကြည့်ပြင်းနေစီရင်ထက်ထက်ဖြည့်ပေးနေရလေသည် တနေ့နှုတ်ငွေခင်ဖျားပွဲသွားစီကိုဦးဖေနေဖြစ်သည်ကိုနေကငပြိုင်များဖြစ်ရင်မိနေခဲ့သည်နောက်တနေ့မနေ့တွင်စိုင်းတွင်ကူပေးရသောမောင်စောသည်ငပိကိုတော်စီတို့သွားသည်ကိုနှုတ်ငွေခင်မြင်လိုက်သည်ဟို့ကြောင့်အပြေးလိုက်သွားလေသည်သင်သည့်အတိုင်းပဲသင်သည့်အတိုင်းပဲမောင်စောဤအော်တောင်ကိုကြားလိုက်ရလေအာအထင်းမှလူကောင်းကြီးပြမောင်စောကအိုရင်တုံလုံးနေသည်နှုတ်ငွေခင်ကငပိကိုတော်တကားကိုပိတ်လိုက်နေသည်နှုတ်ငွေခင်ထူပူသွားသည်ဒါလို့ရမယ်မသိတော့ထိုအချိန်တွင်မောင်စောသည်ငပိကိုတော်ကားစီကိုပြီးသွားပြီးတကားဖွင့်ရန်ကြိုးစားလိုက်သည်တိုးတော်မအောင်မြင်ပါမောင်ငွေ ရှင်ကမောင်စိုးကြီးနောက်ရှိကိုပြသားတော်ကြီးဖြင့်တွေ့ပြီးရိုက်လိုက်လေသည်ကိုဝေးကိုခုတ်ခဲ့သည့်ကန်းကိုသားကြီးမှာသူ့ကိုယ်တော်ချောင်းထဲတွင်ဖွက်ထားလေသည်မင်းငွေရှင်လည်းဖူးခွေးဤသို့မောင်စိုးအားပြုလို့လေသည်ခြံနောက်ဘက်ဖြစ်နေသည့်ကားတကြားမင်းနဲ့ဆိုးဆိုးဖြစ်သည့်ကားတကြားမှုထိုအဖြစ်ပြများကိုမြည်သူမှတတိမထားမိလိုက်ပြီအဖြစ်ပြကတော့အဲ့ဒါပါပဲရှင်ကိုဝန်းဖေကမင်းငွေရှင်ကိုခယူနာတက်သည့်မျက်လုံးများဖြင့်ကြည့်လိုက်သည်သို့တော်အိမ်တွင်ရှိနေသည့်သူများပြတွင်းပေါက်တွင်ချောင်းကြည့်နေသည့်သူများကတော့ရင်ရှာသည့်မျက်လုံးများဖြင့်ကြည့်နေသည် မပြာရီဦးရဲတွင်တက်တီကံပစ္စည်းများရှာတွေ့လေသည်။ဝန်းငါးစက်ထဲမှပြန့်နှံ့သွားလေတော့သည်။ မောင်နာစားသူများလည်းအထောက်ကုံကြလေရှဲတဲ့ကြညုံဝဲမငွေခင်ကိုဖမ်းခေါ်လာခဲ့တာညာမဆက်တက်လေကြီးတစီငါပြီးဟင်္ဒရာလိုပြန်ကြမိဖြစ်သည်ကိုုံးဖေကတော့မငွေခင်ကိုဖမ်းခေါ်ပြီးလေဘုံတွင်မငွေခင်ပြည်တွင်ထိုင်သည်တခြားရဲသားများကလည်းမငွေခင်ကဖမ်းမပြေးနိုင်ဒီကတကြောင်ကိုုံးဖေဤသရုပ်သမီးလောင်ဖြစ်နေဒီကတကြောင်မို့မြေတားလွတ်ထားပေးကြလျက်ခလန်းလမနေထိုင်ရှိကြသည်ကိုုံးဖေကတော့မိမိချစ်သူဖြစ်သူကိုစကားပြောရန်တွေးနေလေသည်ဥပဒေဤအဆုံးအမကိုခံယူဖို့ကြောင်းထောင်ကြပြီးပြန်ထက်လာလျင်သူစောင့်ကြနေမိဖြစ်ကြောင်းကို ပြောရန်ဖြစ်သည်သို့တော်လည်းမင်းငွေစင်မမှုမြေရေပင်ကိုသာကြည့်ရင်လိုက်ပါလာခဲ့တော်သည်အေယာရီမြင့်နှင့်တခြားမြေလက်တက်တို့ခုစုံတဲ့နေရာကိုရောက်ခဲ့ပြီးရေပင်ဒီအလွန်ကျဝန်းလာသည်ထိုအချိန်တွင်မင်းငွေစင်ကအဲဖိုးခွေးငါနားမလာနဲ့တွားတွားတွားခုအော်ရင်ရုံးရင်ဆံကဖြစ်ကရေပင်တဲ့တို့ခုံချသွားလေသည်ကိုုံးပေဒီမြည်သူများကဲဆဲရန်ပင်အချိန်များလိုက်ပါရဲတို့ဒီလေကိုရက်ပြီးလိုက်လံရှာဖွေတော်လဲရှာမတွေ့နိုင်ဖြစ်လေသည်ထိုနေရာမှာရေစီးချမ်းပြီးဝဲကင်းများပြားသောကြောင့်ဖြစ်သည်ကိုုံးပေဒီကျေပြောလာသောမြေပင်ကိုကြည့်ရင်မင်းငွေစင်နာမည်ကိုသာအတန် နဲ့ကြီးဖြင့်အုတ်ခေါ်နေပါတော့သည်ရောလာခင်သည်ထိုးစိဖြင့်မကြမီကဆုံးသွားလေသည်မရွှေခင်မှာရွာမလူများမြို့မလူများအပြင်တရင်စာချာနေများအတွင်ပါတရင်များပါနေသောကြောင့်တရော်တရှိသူပြောင်းသွားခဲ့သည်ဟုဆိုသည်ကိုုံးဖေလည်းမကြမီနေပြောင်းရှိပြီးတာဝန်ထမ်းဆောင်ရလေသည်သူအကြောင်းရများကိုလူများကကောလာဟာလာဖြင့်ပုံစံမျိုးမျိုးဖြင့်ပြောဆိုကုန်ကြသည်ဤလူများလည်းစက်ကြောင်းကိုရည်ရည်လည်လည်တိတိလည်းမဟုတ်ကြာဘူးနာဝါများဖြင့်သာပြောဆိုကြလေသည်ထို့သောထိုအကြောင်းကိုရည်ရည်လည်လည်တိတိမှတယောက်ရှိသည်ကျဲတဲ့ကျညုံးမှန်ဖြစ်သည်ယခုကအင်ကုန် းကလည်းမရှိတော့ပါ။ PRI မြည်တိုက်စားမှုကြောင့်လကား၊ရာမလူများရွှေပြောင်းကုန်မှုကြောင့်လည်းဖြစ်ကောင်းဖြစ်နိုင်သည်။သို့သောရွာထိပ်ကလားလေးကုန်းမှမြောင်းမင်းကြီးသည်မြေကမ်းတစ်ခုတွင်ပြီးရှိနေသေးသည်။ထို့နောက်မြေကြီးအောက်တွင်လူပျက်စီးနေသည့်နဂုံးကြီးတစ်ခုရှိပါသည်။ခုနဂုံးကြီးကပန်းတွင်တော့ဒေါခင်လသမီးမရွှေခင်မွန်ငွေခင်တို့ဤကောင်းမှုခုစားတန်းကိုအချာကြည့်ရင်မြင်နိုင်ပါသေးသည်။ကိုတီဗီကိုကြည့်နေရသေးရောဒီဖြစ်ရမယ့်ဇလန်းလေးကိုကြားဖို့ပါသလား။ လူသားမွန်ကားကိုတင်တာတကယ်လို့စားမိမယ်ဆိုရင်ဘလိုမျိုးဖြစ်သွားမလဲဆိုတာကိုမမရှိသွားကြလို့ရပါတယ်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုတွေကိုအဆက်မပြတ်တင်သွားပြီးမှမဟုတ် channel လေးကို subscribe လုပ်ရသေးရင်လုပ်ခဲ့ပြီးဖို့တောင်းဆိုပါတယ်နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြမယ်